โอเคအားလုံးမင်္ဂလာပါဗျာဖိုးကလေးနီးပညာနေပြန်လဲကြိုဆိုပါတယ်ဗျာဒီနေ့မှတော့ Xiaomi Mi 11အဲ Xiaomi 11 Ultra လေးပုံเนาะအဲဒီကောင်လေးကိုဒီကောင်လေးကိုကျွန်တော်အဲကျွန်တော်လမ်းဝင်နေမိတိုင်းမေးစုတူပုံเนาะဒီကောင်လေးဝယ်တင်လာပေါ့အဲတော့သုံးလုံးကောင်လာကျွန်တော်လမ်းမိထားတယ်အဲသုံးလုံးကောင်လာဆိုတော့တကယ်သုံးလုံးကောင်တယ်တကယ်မိုက်ပါတယ်တကယ်လေသုံးရတာစစ်စစ်ပန်တကယ်ကိုရှယ်ကြီးပါဒီမှာသူ့ရဲ့ဒီဇိုင်းမောင်းလေးကြည့်လိုက်အောင်တကယ်ကိုအလန်းကြီးเนาะ တကယ်သုံးလုံးကောင်းတယ်ဒါပေမဲ့သူ့မှာဘယ်ဘာအဲဒါလေးပါလဲဆိုပြီးကျွန်တော်လမ်းမေးတယ်ဘာအဲဒါလေးပါလဲဆိုတော့အလုံးတိုင်းတော့မဟုတ်ပါဘူးဒါပေမဲ့အဲဒါလေးတော့သူကပါပါတယ်ဘလို့အဲဒါလေးပါလဲဆိုတော့ကျွန်တော်စတင်နဲ့ဝင်ပြမယ်စတင်နဲ့ဝင်လိုက်မယ် about ဖုန်းဝင်မယ်အဲ့တော့ဒီမှာတော့ mi 11 ultra ဖြစ်ပါတယ်အဲသူ့ရဲ့ကျွန်တော်တို့သူ့ရဲ့ dedinness speed တို့တစ်ချက်ပြပေးမယ်နော် okay မှာသူ့ရဲ့ dedinness speed ပြပေးမယ်သူက run run ထွဲလာတယ် run ထွဲလာတယ် android version 14ပုံနော်အဲ့တော့ဒီမှာ โอเคဒီမှာ2 verse ကြီးပေါ့เนาะဟုတ်ပြီဒါဆိုရင်သူ့ရဲ့ update လေးကိုတစ်ချက်ကြည့်ကြည့်လိုက်မယ်အဲသူ့ update လေးကိုကြည့်လိုက်မယ်ဆိုရင်သူကဒီမှာ update လဲအဲ sorry update လဲရှိရှိသေးတယ် update လဲရှိသေးတယ်ဒီမှာโอเคအဒီကောင်လေးကဘာဘာ error လေးပါလဲဆိုတော့သူ update သွားမြင်လိုက်တာအဲအလုံးလိုက်တော့မဟုတ်ပုံတော့ဘာ error လေးပါလဲဆိုတော့ဒီမှာကြည့်ကျွန်တော်ပြမယ်เนาะအဲ့တော့တော့မကျွန်တော် wifi ဖွင့်ဖွင့်လိုက်မယ်โอเคဒီမှာ mode setting နေလိုက်မယ် wifi ဖွင့်လိုက်တာ wifi လုံးဝကြမလာဘူးအခုဒီကောင် wifi error တက်နေပါတယ်ဒါဆိုရင်ဒါ wifi လုံးဝသုံးမရတော့ပါဘူးဒါနံပါတ်1တခုပေါ့နော်အဲ့တော့နံပါတ်2ကတော့ဒီမှာသူ့ရဲ့ phone line ဖြစ်ပါတယ်သူ့ရဲ့ phone line ကတက်သူ့ရဲ့တက်ချင်တဲ့ကအရင်ကိုတက်လာပြီးတော့ကြားချင်တဲ့ကကြားရင်လုံးဝပျောက်သွားပါတယ် phone line လည်းမငြိမ်ပါဘူးအဲကျွန်တော်တို့နောက်တစ်ခုကကြတော့ကင်မရာပါအဲကင်မရာကကျွန်တော်တွေအဲတခါကြောက်လို့ရှိရင်အဲ့လိုဝါးဝါးကြီးဖြစ်နေတယ်အဲသူ့နည်းနည်းလေးနည်းနည်းလေးလှုပ်ပြီးနည်းနည်းလေးဆောက်လိုက်တော့ ပြန်ကြည့်သွားတယ်အဲ့လိုမျိုးသူဒီလို error လေးလေးရှိတယ်ပေါ့နော်ဒီ error သုံးခုရှိတယ်သူကပုံပုံမှာဆိုလို့ရှိရင်တော့ wifi မကောင်းရင် bluetooth လည်းမကောင်းတာများတယ်ဒါပေမဲ့ဒီကောင်ကထူးထူးဆန်းစွာနဲ့ပဲ wifi မကောင်းပေမဲ့ bluetooth ကတော့သုံးလို့ရနေတယ်မှာ bluetooth ကတော့မိနေတယ်ပေါ့နော်အဲ့ဒါအဲ့ဒါဆိုလို့ရှိရင်ဒီကောင်ကကျွန်တော်ဒါ software software ဘိုင်းနေပေါ့နော် software ဘိုင်းနေကျွန်တော်တွေ update ပိုင်းပဲဖြစ်ဖြစ်တော့မဟုတ် software global change တဲ့ခါမျိုး error ဖြစ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးဖြစ်တတ်ပါတယ်။ဒါကြောင့်မို့ဒီဟာလေးကိုဘယ်လိုလုပ်ကောင်းနိုင်လဲဆိုတော့ဘယ်လိုလုပ်ကောင်းနိုင်လဲဆိုတော့ပထမအောင်ဆုံးကျွန်တော် phone ကို freezer ချလိုက်ပါ။ freezer မချခင်မှာ phone setting နဲ့ဝင်မယ်။ဝင်ပြီးတော့ r e s e t reset ပေါ့နော်။ reset လို့နေပြီးအပေါ်ဆုံးမှာရှိတဲ့ reset ကိုနေမယ်။ပြီးတော့ကျွန်တော်ဒီမှာရှိတဲ့အမှ wifi ရယ် bluetooth ရယ် အဲမိုဘိုင်းဒေတာလေးကိုသူက reset လုပ်ပလိမ့်မယ်ကျွန်တော် reset setting လေးနေလိုက်မယ်ပြောမယ်ဆိုတော့ setting ကို reset ချရတယ်ပေါ့ဗျာမှန်နေမိတာလေးအားလုံးကိုပြန်ကောင်းသွားတယ်ပေါ့အဲအဲ့လိုမျိုးပေါ့ okay ဒီလိုမျိုးဆိုပြီးပြန်ပြန်ဆန်းကြည့်မယ်ပြန်ဆန်းကြည့်လို့ရမရပေါ့နော်မရောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဒီကောင်းလေးကိုအဲကျွန်တော်တွေ ferry reset အကြီးပြန်ချမယ် ferry reset အကြီးကတော့ကျွန်တော်ခုနလိုပဲ reset လို့ပြန်နေမယ်အဲ့တော့ကျွန်တော်တွေအောက်မှာရှိတဲ့ ferry ferry reset ရှိတဲ့ ferry reset လေးကိုနေမယ် ပြီးရင်တော့ဒီမှာ ERO data လေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင် ferry reset တွေကြပြီးတော့ဖုန်းကပိတ်ပြီးပြန်ပွင့်လာမယ်အဲ့လိုဆိုရင်လည်းရတ်တက်တယ်အဲ့လိုမရသေးဘူးဆိုလို့ရှိရင်တော့နောက်ဆုံးဆင်းကတော့ကျွန်တော်တို့တွေအာ software ပြန်ရေးမယ် software ရေးမယ်ဆိုလို့ရှိရင်တော့ဒီဒီကောင်ကကျွန်တော်ဒီတိုင်းရေးလို့မရဘူးဟိုကျွန်တော်တွေကွန်ပျူတာနဲ့ရေးပြီးတော့ android တွေလိုတယ်အဲ့တော့ free to နဲ့လည်းရည်လို့မရပါဘူး။သူကပတ်စံနဲ့ပေးဝယ်ရတယ်ပေါ့နော်ဒီမှာ။ဒီမှာပတ်စံနဲ့ပေးဝယ်ရတယ်။အဲ့ဒီကောင်နဲ့ပေါ့နော် အလောက်တူနဲ့ရင်းရင်းမရင်သူ့ရဲ့ official ပေးထားတဲ့မီမီတူးရှိသေးတယ်အဲ့ကောင်နဲ့ရင်းရင်းပေါ့အဲ့နှစ်ခုတည်းတစ်ခုရင်းမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရေအဲဒီလိုရေးလို့မရဘူးဆိုတာကြမှာနောက်ဆုံးအဆင့်ကြမှာပဲ wifi IC လဲပြရမှာဖြစ်ပါတယ် okay ဒါဒီလိုဆိုလို့ရှိရင်အဲအဲ့တော့ကျွန်တော်မိတ်ဆွေများဒီကောင်လေးဝယ်ဝယ်တင့်ဝယ်တင့်အဲ့တော့အဲ့ဒါလေးရှိရှိရှိလာမရှိလာမေးတဲ့မိတ်ဆွေများလည်းတလို့ဆိုသိပြီးထင်ပါတယ်။၃00တော့တကယ်၃00နဲ့မိုက်တယ်ပေါ့နော်။အဲ့တော့ကျွန်တော် ကျွန်တော်အရင်အရင်လုံးလေးစမ်းကြည့်တာတော်တော် ကောင်းတယ် wifi လည်းကောင်းတယ်တော်တော်လေးကိုကောင်းတယ်နော်သူကတော့အဲ့လိုမျိုးအဲ့လိုမျိုး wifi error လည်းမရှိဘူးအဲ့တော့ camera error လည်းမရှိဘူးဒါတဲ့ပုံမှန်ဆို error မရှိဘူးပေါ့နော်ဒါကကျွန်တော်တို့တွေ update တွေသွားလုပ်မိလို့ပဲဖြစ်ဖြစ် global တွေ change မိလို့ပဲဖြစ်ဖြစ်အစားဖြစ်ပေါ့နော်အဲ့လိုတစ်ခုခုရင်းမိလို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးတခါကြလို့ရှိရင်ဖြစ်တတ်ပါတယ်အဲတခါကြလို့ရှိရင်တော့သူ့ဆက်ရုံမှာကိုကလေးက wifi IC အဲ့ဒါလေးနဲ့ပါတာတာမျိုးလဲဟောတလုံးတော့တွေ့ဘူးတယ်ပေါ့နော်သူဆိုရင်ပတ်ပတ်ကင်ဖွင့်တာတိတ်မကြသေးဘူးနှစ်ပတ်လောက်ရှိသေးတယ်အခုလိုမျိုးဖြစ်တဲ့အလုံးရှိတယ်ပေါ့နော်ဒါလည်းတော်တော်ရှားရှားပေါ့နော်တော်တော်လေးရှားပါတယ်တကယ်တမ်းအလုံးအလုံး perfect ကောင်းတယ်အကုန်လုံး wifi လည်းကောင်းတယ်ကင်မရာကောင်းတယ်ဖုန်း line ဆွဲလည်းကောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ အရှင်သုံးမဲ့ဆိုရင်တခြားဖုန်းနဲ့တော်တော်လေးကိုမတူပါဘူးတော်တော်လေးကိုစီးပက်ပိုင်းနဲ့သုံးရတာလည်းတကယ်ကို smooth ဖြစ်တယ်တကယ်သုံးလို့ကောင်းတဲ့ဖုန်းသလုံးပဲဖြစ်ပါတယ်ဒါပေမဲ့အခုလိုမျိုးမွေးရပါအဲဒါလေးတွေပတ်တက်တဲ့ဆိုတဲ့အကြောင်းလေးတော့ကျွန်တော်လာပြီးတော့မြောက်ပြတာပါဗျာ အားလုံးကျေးဇူးတင်ပါတယ်ဗျကျွန်တော်နောက်နောက်ဗီဒီယိုမှာလည်းဘယ်ဖုန်းကဘာအဒါလေးလေးပါပါတက်လဲဆိုတာဆက်လက်ပြီးမြောက်ပေးပါဦးမယ်ကျွန်တော်မိတ်ဆွေများဘာဖုန်းလေးတွေကိုင်းနေတယ်ဘာပဲဘယ်အဒါလေးရှိလဲဆိုတာခုမှမှရေးခဲ့ပါကျွန်တော်တော့ဘယ်အဒါဆိုရင်ဘယ်လိုလုပ်ဆိုတာလေးကိုမိတ်ဆွေများပြန်လဲ share လုပ်ပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ channel တင်လဲ like like subscribe နေပြီးအားပေးကြပါဦးဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ I don't ever call up but I'll pull qual in and be my gun it all on my toes so bad yeah like and subscribe and be I'll be chill out yeah Yeah. Yeah.